သိန်းနှထောင်နဲ့ချောင်းဝိုင်းကြီးကိုဝင်းနိုင်တယ်လို့ကြွားပြီးနောက်အိမ်အဖောက်ခံလိုက်ရတဲ့ဝိုင်းချုံမှအားလုံးမေမေကလာပေါ့ဗမစ်နောင်ကနေကျဆွလိုက်ပါတယ် အကျော်ရောင်းပြီး၃နှစ်အတွင်းမှာချမ်းသာကြွားဝလာတဲ့ဝိုင်းချုံမကတင်းရချီကုန်ကြတဲ့အလှူကြီးနဲ့လှုပ်ပြီးပြီဖြစ်တဲ့လုံတင်းနှစ်ထောင်နဲ့ချမ်းဝိုင်းကြီးကိုလည်းဝယ်ထားနိုင်ပါပြီရိုးရိုးသားသားနဲ့ရတဲ့ဝင်ငွေနဲ့ချမ်းတွေဝင်နိုင်ကြောင်းကိုဝိုင်းချုံမကဆိုရှယ်မီဒီယာမှာပြောပြပြီးတဲ့နောက်အခုတော့သူတို့အိမ်ကိုတခိုးကဖောက်ထွင်းသွားခဲ့ပါတယ်အိမ်ကိုတော့သုံးစိမ်ခတ်ထားပေမဲ့လည်းအိမ်နောက်ဖေးပေါက်ကနေဝင်ပြီးပစ္စည်းတွေခိုးသွားခဲ့တာပေါ့ဝိုင်းချုံမကတရက်ကိုသိမ်းဆဲချပြီးတော့အကျော်ရီရောင်းရတာကိုအလုံးကသိပြီးဖြစ်လို့အိမ်ကိုဝင်ဖောက်သွားခဲ့ပါတယ်အိမ်အတွင်းပိုင်းမှာမှွေနှောက်သွားခဲ့ပြီးစိုင်သိမ်းပြီး ို့အိမ်ပြန်ရောက်မှပဲသိလိုက်ရတော့တာပေါ့ဆိုင်ထွက်တဲ့အခါတိုင်းမှာလည်းအိမ်ကိုကြည့်ပေးဖို့အတွက်အိမ်နီးနားချင်းတွေကိုပြောခဲ့လေးရှိပါတယ်။အဲဒါကြောင့်တခိုးကအိမ်ရှိကနေမဝင်ပဲအိမ်နောက်ဖေးအပေါက်ကနေဝင်သွားခဲ့တာပေါ့။ဝိုင်းချုံမရဲ့အဝတ်ပီရိုကိုလည်းမှွေသွားခဲ့ပြီးဒဲအိုးကြီးတစ်လုံးနဲ့လဝက်လက်စားတွေကိုခိုးသွားခဲ့ပါတယ်။ပလတ်စတစ်ဗီဒီယိုထဲမှာထည့်ထားတဲ့ဗရမ်များတစင်စာ၊ကြောက်စိမ့်တစင်စာနဲ့အချမ်းလဝိတ်ရတနာတွေကိုတခိုးကယူသွားခဲ့တာပါ။ ဝိုင်းချုံမှာတော့အလှလောက်တောင်းကဝတ်ဆင်ခဲ့တဲ့လဝေရတနာတွေကိုတခိုးကလွယ်လွယ်ကူကူခိုးသွားခဲ့ပါတယ်။ဗဒံများတွေကြောက်စိန်တွေစိန်တွေကိုတဆက်စာလုံးရသွားတဲ့အတွက်တခိုးကတော့ချမ်းသာတော့မယ်လို့ထင်သွားမှာပါ။အကြောကိုတရက်30ချီပြီးရောင်းရတဲ့စိုင်းဖြစ်တာကြောင့်အိမ်မောင်ငွေတွေတင်ထားမယ်လို့တခိုးကမျှော်လင့်ထားမှဖြစ်တယ်လို့လဝေလက်စားတွေရှိမယ်လို့လည်းယုံကြည်ထားလောက်ပါတယ်။တခိုးကတော့ဝိုင်းချုံမှာကအထင်ကြီးတော့ခက်ခက်ခဲခဲဖောက်ထွင်းပြီးဝင်ရောက်ခဲ့ရပါတယ်။ဒါပေမဲ့တခိုးယူသွားတဲ့လဝေလက်စားတွေကတော့အတုတွေပဲဖြစ်နေတာပေါ့။ ဝိုင်းချုံမကအလှလုံးတုံးကဝတ်တဲ့လဝိယန္နာတွေအလုံးဟာအတုတွေပဲဖြစ်နေပြီး3000 4000ခန့်သာတက်မိုးရှိတယ်လို့ဆိုပါတယ် အတူလဲသူတံဖိုးနဲ့သူရှိတာကြောင့်ဝိုင်းချုံမကတော့စိတ်မကောင်းဖြစ်နေတာပါအလိုမှာအင်းကြီးအစိမ်းရောင်ဝတ်ရင်လဝိရဏနာတွေကလည်းအစိမ်းရောင်ဝတ်လို့ရအောင်ဝယ်ထားခဲ့ပြီးညီမတွေအကောလုံးကလည်းအတူတွေပဲဝတ်ကြတာပါဝိုင်းချုံမဝယ်ထားတဲ့လဝိလက်စားတွေကလည်းအတူတွေပဲဖြစ်ပါတယ်သူရဲ့သိန်း2000နဲ့ခြံကြီးကိုဝယ်စင်တုန်းကရှစ်သမျှရွှေတွေကိုအကုန်ရောင်းပြီးတော့ဝယ်လိုက်ရတာဖြစ်တဲ့အတွက်ရွှေအစ်စ်ကိုလည်းပြန်မလုံနိုင်သေးပါဘူးဒါကြောင့်ရှိတဲ့ပစ္စည်းလေးနဲ့နှောင့်ဆင်ပြီး plastic ဘီရိုထဲမှာတင်ထားခဲ့တာပါတခိုးကတော့အတူတွေကိုအစ်စ်ထင်ပြီးတော့ယူသွားခဲ့တာဖြစ်ပြီး ီဝိုင်းချုံမကခိုးထားတဲ့သခိုးကိုအတူရဲပါလို့လိုက်လွင့်ပြီးပြောလိုက်ပါတယ်။တထေးမကြီးဝိုင်းချုံမရဲ့အင်ကိုဖောက်ရင်တံပိုးရှိတဲ့ပစ္စည်းတွေရလောက်မယ်လို့ထင်ထားလောက်ပေမဲ့လည်းအထင်နဲ့အမြင်ကတော့လွဲသွားတော့တာပါ။ ဝိုင်းချုံမကလည်းဘာနဲ့တလို့ပစ္စည်းတွေကိုလည်းတေးချထိန်းထားတတ်တဲ့သူပါတခိုးကဝိုင်းချုံမကိုအထင်သေးပြီးအိမ်ကိုဖောက်ရကနေလဝင့်လက်စားအတူတွေကိုပဲရသွားလိုက်ပါတော့တယ်တခိုးရဲ့အဖြစ်ကတော့တနာရမလို့လို့ဒေါသထွက်ရမလို့လို့ဖြစ်နေပြီးဝိုင်းချုံမကတော့သူ့ရဲ့အဝေးအစားတွေကိုပြန်စီရတော့မှဖြစ်လို့စိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်တမိုးကြီးပစ္စည်းတွေမပါသွားပေမဲ့လည်းပေါ်ဆလို့တော့မရပဲအိမ်ကိုဖောက်ထွင်းတာကသတိထားတဲ့အချက်ဖြစ်လာခဲ့ပါတယ်အိမ်မှာလူမရှိတဲ့အကြောင်းကိုစောင့်ကြည့်နေတဲ့သူတွေလည်းရှိနိုင်ပြီးအလေးနဲ့ထားရမယ့်ကိစ္စဖြစ်လို့ဝိုင်းချုံမကအခြားသူ ေကိုလည်းသတိထားဖို့အတွက်တိုက်တွန်းနေပါတယ်။ဝိုင်းချုံမရဲ့အိမ်ကိုတံမိုးကြီးပစ္စည်းတွေရှိမဲ့အထင်နဲ့ဖောက်ထွင်းပြီးမှအတူတွေပဲရသွားခဲ့တဲ့သခိုးပေါ်ဘရိတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။